မင်္ဂလာပါရှင်လွတ်လပ်တော်မွန်တရဲအေဂျင်စီအင်မနာရဲ့ Sunday News အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။တပတ်တွင်ထူခြားတဲ့မြန်မာသတင်း၊တိုင်းဒေသတွေကသတင်းတွေကိုဥစားပေးကောက်နှုတ်ထားပြီးကျမတို့အင်မနာ Sunday News အစီအစဉ်ကနေတင်ပြပေးနေတာဖြစ်ပါတယ်။အခုတပတ်အစီအစဉ်တွေကောက်နှုတ်ရွေးချယ်ထားတဲ့သတင်းတွေကတော့မွန်ပြည်နယ်တကြံပွဲစီကားစီဖို့လမ်းလျှောက်တကြံထပ်သွင်းခြင်းပါမည်တဲ့ဖျားသောစုဒေတာခန့်တို့ဖုန်းလိုင်းနဲ့အင်တာနက်ရရှိမှုပုံမခက်ခဲလာတဲ့အခြေအနေနဲ့ နေပြည်တော်ဆွေးနွေးပွဲကရေရှည်ငင်းချမ်းရေးအတွက်အထောက်အကူဖြစ်တယ်လို့ MSP ပြောကြားတဲ့တဲ့အခြားထူခြားတဲ့အာဆီယံတဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ဟုတ်ကဲ့ကျမနှွန်သေးပါအခုပထမဆုံးပြောပြပေးမယ့်သတင်းကတော့မွန်ပြည်နယ်တကြံပွဲပုံမစီကားလာစေဖို့အတွက်ဖြောပြဲရဲမန်တပ်တို့အပြင်လမ်းလျှောက်တကြအစီအစဉ်မှာထက်သွင်းသွားဖို့စစ်ကောင်စီမွန်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့တို့ကစီစဉ်လျက်ရှိနေပါတယ်။ မြမရိုရရင်ချင်းမှုမဟာတကြံပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ပြီးခဲ့တဲ့မေလ25ရက်နေ့ကလုပ်ငန်းကြီး၌အစည်းအဝေးကျင်းပခဲ့ပြီးလုပ်ငန်းကော်မတီ25ရက်ကိုဖွဲ့စည်းတာဝန်ပေးအပ်ထားကစီကားတိုင်းမြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်းမော်ဘီနယ်ဝန်ကြီးချုပ်ဦးအောင်ကြည်တဲ့ကဆိုပါတယ် စစ်မှုထံဥပဒေကြောင့်ပြပထွက်ခွာသွားတဲ့လူငယ်တွေတကြံကာလမှနေရပြန်ပေါင်းဝင်ဆွံ့ရခြင်းမရှိတဲ့ပြင် နေကျော်သွားလာဖို့မလုံခြုံတော့ခြင်းကြောင့်မြို့ပေါ်လူငယ်အချို့တို့သာပေါင်းဝင်ဆွံ့ရကြမှာဖြစ်တယ်လို့သိရပါတယ်မြို့ပေါ်လမ်းလျှောက်တကြံကိုစစ်ကောင်စီရဲ့ထိန်းချုပ်မှုအပြေအဝရှိတဲ့မော်လမြိုင်မြို့နယ်ချောင်းဆောင်မြို့နယ်နှစ်ခုအနက် မြည်သည့်မြို့နယ်မှာကျင်းပသွားမှာကိုတိကျပြောဆိုထားခြင်းမရှိသေးပါဘူး။အလားတူမိုးမြင်းနယ်စစ်ကောင်စီဝန်ကြီးနိုင်လီသမားရွာဖြစ်တဲ့တမျိုးဆက်မြို့နယ်ပငါကြီးရွာမှာလည်းလမ်းမကကြံပွဲတော်နေသူကိတာဖြော်ဖြေးရေးအစီအစဉ်တွေကိုပါစီကားစွာထက်သွင်းကျင်းပသွားဖို့ရှိနေပါတယ်။ ရခိုင်နှစ်တွေကလည်းမော်လမြိုင်ကြံပွဲတော်စီကားစွာကျင်းပနိုင်ဖို့စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေကိုဖိအားပေးပါဝင်စေခြင်းနဲ့ကြံပွဲတော်ကိုပအဝင်ပူပေါင်းမဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုငွေကြေးထည့်ခိုင်းပါသေးတယ်ရှင်။ နောက်ထပ်ပြောပြပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်ဖရဲသုံးစုမြို့နယ်မှာထိုင်းနိုင်ငံဘက်ကနေလျက်စစ်မီနဲ့အင်တာနက်တလားကျော်ကြတဲ့အထိဖျက်တောက်ခံထားရပြီးတဲ့နောက်လက်ရှိမှာဖုန်းလိုင်းနဲ့အင်တာနက်ရရှိမှုပုံမဆိုးရွားလာနေတယ်လို့သိရပါဗျ။ဖရဲသုံးစုမြို့မှာ ကြားဖြတ် online ငွေလိမ်လုပ်ငန်းကိုနိုင်နေနိုင်ရဲ့အတွက်ထိုင်းအနာပိုင်းတို့ကပြီးခဲ့တဲ့ February လ9ရက်နေ့ကလျက်စစ်မီနဲ့လောင်စာစီစတင်ဖြတ်ထုတ်ခဲ့ပြီးတဲ့နောက် February လကောင်ပိုင်းမှာထိုင်းစင်ကတ်တွေကိုပါဖုန်းလိုင်းဖြတ်တောက်လိုက်ပါတယ်ဖုန်းလိုင်းဆက်တင်ဖြတ်တောက်ခံရတဲ့ရက်ပိုင်းတွေမှာဖျားသုံးစုတေတာခန့်တွေမြန်မာစင်ကက်အပ်တန်ကိုပြောင်းလဲအသုံးပြုလာရကနေမလ20ရက်နေ့အစပြီးဖုန်းလိုင်းလုံးဝပြတ်တောက်သွားတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။လက်ရှိမှာတနေရာနဲ့တနေရာဆွတ်တွယ်ဖို့မလွယ်ကူတော့တဲ့အပြင အရေးပေါ်သဆုံးတရားဖြစ်ပွားရမှာလဲတည်သခံပြည်သူတွေအကြားဆက်သွယ်မှုအခက်အခဲရှိလာပါတယ်အဲ့လိုဆက်သွယ်ရေးအခက်အခဲကြောင့်ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်ကတ်ရှိတဲ့ဖျားသုံးစုတည်သခံတို့ဟာထိုင်းနိုင်ငံစံကလပူရီခရိုင်ဘက်သို့ပျောက်ရွှေ့ဖို့ပြင်ဆင်နေကြတဲ့အခြေအနေလည်းရှိနေတယ်လို့တည်သခံတွေအကြားပြောဆိုလျက်ရှိနေပါတယ် လုပ်ငန်းလေဗယ်ပိုခက်ခဲလာခြင်းနဲ့ရဲနာထားရတဲ့လုပ်ငန်းတွေကြောင့်ခြေခံလူဒန်းစာမိသားစုဝင်ဝင်နဲ့အလောက်ကန်ရော့နယ်လာပြီးဂုံစင်းနှုံးနဲ့ရခင်ကထက်မြစ်တက်လာတာကြောင့်ပြည်သူတွေရဲ့စာဝတ်နေရဲ့အခက်ခဲပြဿနာနဲ့ရင်ဆိုင်နေရပါတယ်ရှင်။နောက်ထပ်ပြောပြပေးမယ့်သတင်းကတော့ နေပြည်တော်မှာကျင်းပပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲကရေရှည်ငိမ့်ချမ်းရဲ့အတွက်အထောက်အကူဖြစ်တယ်လို့မွန်ပြည်သက်ပါတီ MNSP မှဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နိုင်အောင်မငေကပြောပါတယ်။ စစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ MSPNC ကဦးဆောင်ပြီးအပြည့်ရတိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများနိုင်ငံရေးပါတီများစစ်ပေါ်ရေးလုပ်ငန်းရှင်များပါဝင်ပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲကိုမလ24ရက်နေ့အားနဲ့26ရက်နေ့အထိနေပြည်တော်မှာကျင်းပခဲ့ပါတယ်။တိုင်းပြည်သူညိုင်းအေဂျင်ပြီးရွေးကောက်ပွဲကျင်းပနိုင်ရေးအခြေအနေများလုံခြုံရေးအခြေအနေများလည်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ တဖက်မှာလည်းပြည်သူလက်နက်ကိုင်ပဋိပက္ခစစ်စစ်ပြပြဖြစ်ပွားနေတဲ့အခြေအနေမျိုးမှာယခုလူငင်းစည်ကိစ္စရက်တွေရွေးကောက်ပွဲကျင်းပနိုင်ရေးလှုံ့ဆော်မှုတွေဟာစစ်အာဏာရှင်စနစ်သက်ဆိုးရှိမဲ့လုပ်ရက်များဖြစ်တယ်လို့တော်လိုင်းရာစုတွေကဆိုပါတယ်ရန်ချဲရဲစကဝိုင်းမှာပိုပွေလင်းလင်းဆွေနှွေခွေရခဲ့ကြောင်းဆွေနှွေပွဲကနေတဲ့စစ်အကောင့်ထွက်ပေါ်နိုင်မှုများလှုံ့ဆော်နိုင်လေကောင်းလေဟုယုံကြည်ကြောင်းဒီမိုကရေစီအကျိုးပြုကရင်တမတော် DKPA မှာစောစိန်ဝင်းကပြောပါတယ် တဖက်မှာလည်းစစ်ကောင်စီဟာအရက်သားတွေကိုပြစ်မှတ်ထားပြီးနေစင်နှံများလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလှုပ်ဆောင်နေပြီးအရက်သားထိခိုက်သေးဆုံးမှုလည်းနေစင်နှံများဖြစ်ပွားနေပါလေရှင်ဆလဘီအာဆီယံသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ထိုင်းဝန်ကြီးချုပ်ဖေထုံထိုင်းရှိနဝဲကိုအယုံအကြည်မရှိအဆိုတင်သွင်းမှုဟာလွှတ်တော်မဲခွဲမှုမှာရှုံနိမ့်သွားပါတယ် အတိုက်ခံရဆိုတွေကတင်သွင်းတဲ့အယုံကြီးမရှိအဆိုနဲ့ပတ်သက်လို့ထိုင်းလွတ်တော်ကမလ26ရက်နေ့မနက်ပိုင်းမှာမဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပြီးအောက်လွတ်တော်အမတ်489ဦးတက်ရောက်ခဲ့ပါတယ်။မဲခွဲရလက်ကတော့အဲ့ဒီအဆိုကိုကပ်ကွက်မှုဟာ316မဲရှိပြီးထောက်ကန်သူဟာ162မဲရှိတဲ့ကြောင့်အဆိုရှုံးနေခဲ့တာပါ။ဒါကြောင့်ဖေသွုံထိုင်းဟာအဆိုရအကြီးငယ်နေရာမှာတည်တည်ငြိမ်ငြိမ်ဆက်ရှိနေမှာဖြစ်ပါတယ်။ပြည်သူပါတီ PP ဦးဆောင်တဲ့အတိုက်ခံရဆိုတွေကဖေသွုံထိုင်းဦးဆောင် တဲ့ညွတ်ပေါင်းအစိုးရတအားခါတွေမြင့်တက်နေတာလေယာထွက်ကုန်တွေရဲ့တင်ပို့မှုအစင်းတုံးတွေကျဆင်းနေတာစီးပွားရေးတိုးတက်မှုနှိမ့်ကွေးနေတာတွေကိုထရောက်စွာဖြည့်ရှင်းနိုင်စွာမရှိဘူးလို့ဝေဖန်ခဲ့တယ်လို့ဖေတွန်ထိုင်းဟာလည်းဖခင်ဖြစ်သူဝန်ကြီးချုပ်ဟောင်းဒက်ဆင်ရှီနာဝတ်ကြိုးကရလုံနေရပြီထိုင်းနိုင်ငံအတွက်ယုံကြည်ရတဲ့ခေါင်းဆောင်မျိုးမဟုတ်ဘူးလို့ဆွဆွဲခဲ့ပါတယ်ဝန်ကြီးချုပ်ဘောအယုံအကြည်မရှိကြောင်းအစုံနဲ့ပတ်သက်လို့ကြားနာမှုတွေအပြန်အလှန်စကားစစ်ထုတ်မှုတွေကိုမလ24ရက်နေ့နဲ့25ရက်နေ့တွေမှာလုံဆောင်ခဲ့ပြီးမလ 2026ရဲ့နေ့မှာတော့မဲခွဲစီခဲ့တာဖြစ်ပါတယ်ဖေထွန်သာပြည်တွင်းမှာပထမဆုံးအကြိမ်ကာစီနိုဝိုင်းတွေဖွင့်လှစ်ခွင့်ပေးမဲ့သူ့အစိုးရရဲ့မူဝါဒပေါ်ဝေဖန်ထွန်းတဲ့ဓာတ်တွေကိုလည်းတုံ့ပြန်ဖြေရှင်းခဲ့ရပါသေးတယ်။သူကကာစီနိုတွေကိုတရားဝင်လက်ပတ်ခွင့်ပေးလိုက်တာဟာနိုင်ငံရဲ့ကမ္ဘာလက်ခီးသွောဝင်ငွေကိုတိုးလာစေမယ်လို့ပြောပေမဲ့အတိုက်ခံတွေကတော့အဲ့ဒီမူဝါဒကြောင့်နိုင်ငံထိခိုက်နိုင်ပြီးပြည်သူတွေပေါ်စိုးကျိုးတဲ့တက်ရောက်စေလိမ့်မယ်လို့တတိပေးခဲ့ကြပါသေးရှင်။ ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်။ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံသားတွေအနေနဲ့လိုရမယ့်ရသဘောမျိုးအဖြစ်82နာရီစာဖူလုံဖို့ရိခါတွေကြိုတင်စုဆောင်းထားတဲ့ကြောင်း EU ကတိုက်တွန်းခဲ့ပါတယ်။ အရေးပေါ်အခြေအနေတခုဂျုံလိုက်ရင်အစဉ်ပြေစေဖို့အတွက်အနည်းဆုံး82နာရီစာအစာအသောက်တွေကိုကြိုတင်စုဆောင်ထားတာဟာတင်းတော်တဲ့အစီအမံတခုဖြစ်လိမ့်မယ်လို့မလ26ရက်နေ့မှာ EU ရဲ့ဥရောပကော်မရှင်ဥက္ကဋ္ဌအာဇူလာပန်ဒါလီယန်ကပြောပါတယ်။ဥရောပကော်မရှင်ရဲ့အဆိုအရ EU ရဲ့စုပေါင်းကြိုတင်ပြင်ဆင်မှု မဟာဗျူဟာလမ်းညွှန်ချက်အသစ်တွေကိုရေးဆွဲနေပြီးတဘာဝ BND ရဲ့စိုက်ဘာတိုက်ခိုက်မှုနဲ့ပထဝီဝေနိုင်ငံရဲ့အကြက်တဲတွေဂျုံလာတဲ့အခြေအနေတွေအတွက် EU အဖွဲ့ဝင်နိုင်ငံတွေရဲ့ပြည်သူတွေ ကြိုတင်ပြင်ဆင်ထားဖို့အခုလိုအကြံပြုရတာလို့သိရပါဗျ။ဥရောပကော်မရှင်ကထက်သွင်းတွက်ချက်ထားတဲ့ဖြစ်နိုင်ခြေတွေထဲမှာတော့ EU အဖွဲ့ဝင်နိုင်ငံတွေအပေါ်ပြစ်မှတ်ထားလာမဲ့လက်နက်ကိုင်ရန်လိုတိုက်ခိုက်မှုတွေလည်းပါဝင်ပါဗျ။ဥရောပကော်မရှင်ရဲ့ကြိုတင်ပြင်ဆင်မှုနဲ့အကြက်သက်စီမံခန့်ခွဲမှုဌာနအကြီးအကဲဟာဂျာလာဘစ်ကတော့ EU အဖွဲ့ဝင်နိုင်ငံတွေရဲ့နိုင်ငံသားတိုင်းဟာအနည်းဆုံး82နှစ်ရည်စာစာနယ်ရိတ်ခါနဲ့တောက်ရည်တွေကြိုတင်စုဆောင်ပြင်ဆင်ထားတဲ့နယ်လို့ဆိုပါတယ်။ လာဘစ်ကအေးရအဖွဲ့ဝင်နိုင်ငံတွေရဲ့နိုင်ငံသားတွေကြိုတင်စုဆောင်တုံ့ပြန်ထားတဲ့နေရာတွေကတော့စာနက်ရိုက်ခါတောက်ရီဓာတ်မီပါဝါဘန်ရေဒီယိုငွေသားနဲ့အစေအဝါတွေဖြစ်တယ်လို့လည်းအကြံပြုထားခဲ့ပါတယ်ရှင်အခုတစ်ပတ်အစီအစဉ်အတွက်ဒီမန်တင်ရန်နာပြစေလာမယ့်အပတ်စဉ်တင်းငွေနေနေကြရင်ထပ်ပြီးဆုံကြရအောင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်